ားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကအပြောင်းလဲလုပ်ဖို့စူးစမ်းတဲ့အချိန်တိုင်းမှာတချို့လူတွေဘာဖြစ်လို့မအောင်မြင်ကြတာလဲဘယ်လိုပြဿနာမျိုးတွေနဲ့ကြုံတွေ့နေရပြီးတော့ဘယ်လိုကျော်ဖြတ်ကြရမလဲဆိုတဲ့အကြောင်းကိုကျွန်တော်ကပြောပြပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာအပြောင်းလဲလုပ်ဖို့စူးစမ်းနေကြတဲ့သူတွေရှိတယ်ဒါပေမဲ့ပြီးရင်တော့ဒုံရင်ဒုံရင်ပြန်ဖြစ်ပြီးတော့ခြားလပတ်ရမ်းနေတဲ့သူတွေရှိတယ်ဆိုဒီဗီဒီယိုကသူတို့တွေအတွက်ပါဥပမာပြောကြမလို့ကျွန်တော်ပြောပြမယ်ဆီလီဖြတ်ချင်တယ်နော်ဥပမာဆီလီဖြတ်ချင်တယ် ။ဓမင်းလျှော့စားခြင်းနဲ့အစားအသောက်ကိုပိုပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့အာဟာရပြည့်ဝတဲ့အစားအသောက်တွေစားခြင်းနဲ့မှာစာပူဖတ်ခြင်းနဲ့ဘာသာစကားတစ်ခုသင်ခြင်းနဲ့ဂျင်းသေးချသွားခြင်းနဲ့စသဖြင့်ပေါ့ကျွန်တော်တို့ဘဝမှာလူဆိုတာကဗျာတနေရာထဲမှာရက်နေတဲ့သူတွေမဟုတ်ဘူးเนาะလူဆိုတာကတဖြည်းဖြည်းတဖြည်းဖြည်းနဲ့ကျွန်တော်တို့ကျွန်တော်တို့ရဲ့လူကျင်တဲ့ပုံစံကပို့ပို့ပြီးတော့ဖွင့်မျိုးတိုးတက်လာမှုကိုပို့ပို့ပြီးဖွင့်မျိုးတိုးတက်လာဖို့ပို့ပြီးတော့ကောင်းမွန်လာဖို့ကျွန်တော်တို့ရဲ့အနေထားတွေပို့ပြီးတော့ အဲငโกထပ်ပိုကောင်းလာဖို့အတွက်ကိုကျွန်တော်တို့အများကြီးမျှော်လင့်ကြရတယ်နော်မျှော်လဲမျှော်လင့်တယ်ကြိုးလဲကြိုးစားကြရတယ်အဲ့တော့ခုနပြောတဲ့အကြောင်းအရာတွေပေါ့ဥမာဘေးရင်ဆီလီတောက်တယ်ပေါ့ဆီလီတောက်တာမကောင်းဘူးဆိုတော့လူတိုင်းသိနေတာပဲဒါပေမဲ့ဘာဖြစ်လို့လူတွေဆီလီဆက်တောက်နေကြတာလဲဆီလီဖြတ်ဖို့မအောင်မြင်ကြတာလဲဆီလီတောက်တဲ့ကိစ္စကိုလေးချင်းရှော့ဖို့လူတွေကကိုလေးချင်းရှော့မှဖြစ်မယ်ကိုလေးချင်းရှော့လိုက်ရင်ကျမကြီးတို့ကောင်းမွန်တယ်အဲခနာကိုလည်းကြည့်လို့ကောင်းသွားမယ်တခြားယောဂါတွေလည်းအနာပြရတွေလည်းကင်းဝေးသွားမယ်ဆိုတာကလူတိုင်းနေပါသိတယ် ခဏကူကောင်းဟန်လာရင်မကောင်းကိုလေးချင်းရှော့ဖို့လိုအပ်တယ်ဆိုတာလူတိုင်းနှိပါသိတယ်ဒါပေမဲ့ဘာဖြစ်လို့တချို့လူတွေမအောင်မြင်တာလဲကိုလေးချင်းရှော့လို့မရတာလဲဘလို့ပဲဘလို့ပဲဖြစ်ဖြစ်ကိုလေးချင်းရှော့ဖို့အတွက်ကြိုးစားလိုက်ပထမတရက်နှစ်ရက်ကျင်သွားလိုက်တရက်နှစ်ရက်အစာဖြတ်လိုက်ပြီးရင်တော့ပြန်ပြီးတော့ငကိုတိုင်းပြန်ဖြစ်ပြီးဒီတိုင်းဝါမြဲဝါဆဲဘာဖြစ်လို့ဖြစ်နေကြတာလဲတချို့တွေဘာသာစကားတစ်ခုသင်ဖို့လို့ကြိုးစားတယ်ဘာသာစကားတစ်ခုအစ်သင်နေသင်နေဘာသာစကားတွေဒါတစ်ခုပြီးတစ်ခုတိုးလာအင်္ဂလိပ်စာဂျပန်ထိုင်းတရုတ် အဲစသဖြင့်ဘာသာစကားတွေတက်တစ်ခုပြီးတစ်ခုတိုးလာတယ်သူကတော့အခြေခံကနေပြီးတော့မတက်လာနော်ဘာသာစကားတင်တယ်ဘာလို့မတက်လာတာလဲတချို့တွေစာဖတ်စာဖတ်တယ်ဆိုတာကပုံနောက်အတွက်စိတ်ဟိုစိတ်အတွက်ဟိုအဟာရဖြစ်စေတယ်ဗောနော်ဒီဒီအတွက်ကျမ်းမစိတ်ကျမ်းမစေတယ်အုံနောက်ကိုကျမ်းမစေတယ်ဖွင့်မျိုးစေတယ်တိုးတက်စေတယ်ဆိုတာလူတိုင်းနားလည်နေရပဲလူတိုင်းစာဖတ်ဖို့ကောင်းတယ်စာဖတ်ဖို့တင်တယ်ဆိုတာလူတိုင်းသိနေကြတယ်ဒါပေမဲ့ဘာလို့မလုံနိုင်ကြတာလဲဒီအကြောင်းအရာတွေမှာအဖြေရှိတယ်ဘာကြောင့်လဲဆိုရဲဟာ အဖြေရှိရဲ့အဲ့ဒါကလူတွေရဲ့ psychology ပေါ့လူတွေအုံနှောင်းနဲ့တွေးခေါ်တဲ့အတွေးပေါ်မှာသွားပြမှုတည်ပြီးတော့ပြောင်းလဲနေကြတာလူတွေကအထူးသဖြင့်တော့အုံနှောက်ကအုံနှောက်ကကျွန်တော်တို့ lizard brain လို့ခေါ်တဲ့တဘောကကျွန်တော်တို့ကဟိုအရင်တုန်းကကြာတယ်လို့ပုံစံမျိုးဟောပေါ့ဟုတ်ဘူးနော်ကျွန်တော်တို့ကသိကြတဲ့အတိုင်းပဲဒီ evolution theory အရဆိုရင် single ပြောင်းလဲဖြစ်စဉ်အရဆိုရင်ကျွန်တော်တို့ကဟို ancient ဖြစ်တဲ့ အကောင်ဘလောင်နေကနေစဉ်တက်လာတယ်ဗောနော်မာဒိုင်းနိုဟိုရှေ့ကဟိုပင်လယ်ထဲမှာအရင်စနေတယ်ပြီးတဲ့အခါကျကုန်းမတက်လာတယ်အဲ့ဒါနေမှာတဖြည်းဖြည်းနဲ့ဒီမြောက်တို့ဘာလို့ဖြစ်လာတယ်နောက်ကျတော့လူဖြစ်နေတဖြည်းဖြည်းစဉ်တက်လာတယ်ဆိုတော့ကဒါက single ဖြစ်စဉ် theory မှာကျွန်တော်တို့ဆိုထားပြီးသားအဲ့ဒါဒါမဲ့ကျွန်တော်တို့ကကိုခန္ဓာရဲ့ယုတ်ဝိတ္ထပစ္စည်းတွေကအရန်ဖွင့်ပြိုးလာပေမဲ့ကျွန်တော်တို့ရဲ့အုံနောက်ကကျတော့အရန်မဖွင့်ပြိုးဘူးကျွန်တော်တို့ရဲ့အုံနောက်ကအခုချိန်ထိကြောက်ခင်မှာပဲသူကကြံနေသေးတယ်အုံနောက်ရဲ့ဖွဲ့စည်းပုံကအရန်ကြီးကိုကိုပြပြကြီးအုံနောက်က ပြောင်းလဲသွားပြီဆိုတာမရှိဘူးအဲ့တော့ကျွန်တော်တို့ရဲ့အုံနှေ ောက်မှာသူက basic instinct လို့ခေါ်တဲ့ငကူဗီဇစိတ်တွေကကျွန်တော်တို့အုံနောက်ထဲမှာလာပြီးတော့ထိန်းချောင်းထိန်းချောင်းထားတယ်။အဲ့ဒီရဲ့အခြေခံအကြအဆုံးဗီဇစိတ်ကဘာလဲဆိုတော့နှစ်မျိုးပဲရှိတယ်။အဲ့ဒါကဘာလဲဆိုတော့လူရဲ့အုံနောက်ကလိုချင်တာနှစ်ခုပဲရှိတယ်။ကောင်းတဲ့အရာတွေတာယာတဲ့အထီးတွေတွေ pleasure ကိုလိုချင်တယ်။ pleasure ကောင်းတဲ့အရာတွေတာယာတဲ့အထီးတွေချိုးတဲ့အစားအသောက်တွေစသဖြင့်ကောင်းမွန်တဲ့အရာတွေကိုခံစားချင်တယ်။ pleasure လိုချင်တယ်။နောက်တစ်ခုကမကောင်းတဲ့အရာတွေကိုမခံစားချင်ဘူး။တဘောကကြာ sufferings တွေ sufferings တွေဟိုခနာကိုပင်ပန်းစေတဲ့ရုပ်ကောစိတ်ကောပင်ပန်းစေတဲ့အရာတွေကိုအုံနောက်ကမခံစားခြင်းဘူးအဲ့တော့ကျွန်တော်တို့ရဲ့ရွေးချယ်မှုတိုင်းမှန်သမျှကအုံနောက်ရဲ့အလိုကြကိုလိုက်ပြီးတော့တာယာရာကိုယူတယ်မတာယာဘူးကိုယ့်အတွက်ခံစားရမှာဆိုတာတွေကိုကျွန်တော်တို့ကဖယ်ရှားဖို့အတွက်စူးစမ်းတယ်အုံနောက်က ကျွန်တော်တို့ကိုအမြဲတမ်းအဲ့လို state မျိုးမှာ ထားတယ်။လူတွေစဉ်းစားကြည့်လိုက်ကျွန်တော်တို့အားလုံးစဉ်းစားကြည့်လိုက်ရင်ကျွန်တော်တို့ကတတရာလေးជីជីနူးနူးလေးပျော်ပျော်ရွှင်ရွှင်လေးကောင်းကောင်းမွန်မွန်လေးဒါတွေကိုကျွန်တော်တို့ကအများနဲ့လိုချင်တယ်။ဒါပေမဲ့ကျွန်တော်တို့ကိုစိတ်ရောရုပ်ရောပင်ပန်းစေမဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ကမလုပ်ချင်ဘူး။ဟုတ်ပြီ။ဒီဟာကကျွန်တော်တို့အုံနောက်ရဲ့အခြေခံเนาะဒါကိုနားလည်ပြီဆိုရင်ဆက်ပြောမယ့်အရာရှင်းသွားလိမ့်မယ်။အဲ့တော့ခုနပြောသလိုအုံနောက်ကကျွန်တော်တို့ကို suffering တွေမလိုချင် suffering တွေဖြစ်စေမဲ့အရာတွေကျွန်တော်ခံစားရစေမဲ့အရာတွေကိုသူကဖယ်ရှားဖြစ်တယ် ဲ့ခံစားရမစင်မယ်ဆိုတဲ့အရာတွေကရေရှည်အတွက်ကောင်းမယ်ဆိုရင်တော့မှအုံတော့ကလည်းမခံဘာဖြစ်လို့လဲဆိုတော့ तू ကရုတ်တရက်ပြောင်းလဲသွားတဲ့အကြောင်းအပြောင်းကို तू မခံစားနိုင်ဥပမာကျွန်တော်တခုပြပြမယ်ဟုတ်ပြီခုနဆစ်လေးတောက်တယ်ဆစ်လေးတောက်တဲ့သူတွေဆစ်လေးဖြတ်ဖို့ကြိုးစားတဲ့အချိန်မှာဘာဖြစ်လို့မအောင်မြင်တာလဲအရှင်းရှင်းလေးအုံနောက်က ဆီလိဖြတ်ဖို့ကြိုးစားတဲ့အချိန်မှာလူကကရုံပြင်ဖြစ်တယ်။ခုနပြောတဲ့ဆီလိကြောင့်ဆီလိဖြတ်တာကြောင့်ဖြစ်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုကျွန်တော်တို့ကခံစားရတယ်ပေါ့နော်။ဥပမာဆီလိရန်တောက်ချင်တာတို့ကရုံကြီးကပြက်လာလူကဟိုစိတ်မကြည်တော့ဘူးပေါ့နော်။ဒီဟာချင်းချင်းရန်တက်လာတယ်ပေါ့နော်။တစ်သက်ဒီခါလာတယ်။စသဖြင့်ဒီလိုမျိုးဆီလိတောက်ချင်လာတယ်လက်တွေတုံတုံရင်ဖြစ်လာတယ်။စသဖြင့်ပေါ့ဒီလိုအချက်မျိုးတွေရှိတယ်။ပုံနောက်ကအိတ်တံမခံစားနိုင်။ဆိုတော့ဆီလိဖြတ်တာကြောင့်ဖြစ်တဲ့ဟိုဆီလိ ဖြတ်လိုက်တာအကြောင်းဖြစ်တယ်လက်တလုံးခြေနေမှာခံစားရမယ့်ကိစ္စတွေအုံတော့ကလည်းမခံစားနိုင်အဲ့တော့ဆီလီတောက်လိုက်ဒီဆီလီတောက်လိုက်ရင်ဒီပြဿနာတွေကင်းငွေ့သွားမယ်ဆိုတော့လူကနောက်ဆုံးမှာအုံနောက်ရဲ့စိတ်ဆော်မှုနဲ့ကိုယ့်ကိုမနိုင်တော့တဲ့ခါကျတော့နောက်ဆုံးမှာဆီလီပြန်ပြီးတော့တောက်ဖြစ်သွားအောင်ဆီလီဖြတ်လိုက်လို့နောက်ပိုင်းမှာဘာတွေဘာတွေဘာတွေကောင်းလာမယ်ဆိုတော့အတွေးဒီဒီကျွန်တော်တို့ရဲ့အသိကအုံနောက်ကိုမလွန်ဆန်နိုင်အုံနောက်ရဲ့ခုနပြော basic instinct လို့ခေါ်တဲ့ sufferings တွေခံစားရမှုတွေကိုရှောင်ကျင်ပြီးတော့တာယာပျော်ရွှင်စရာတွေကိုပဲလိုချင်တဲ့ pleasure ကိုပဲလိုချင်တဲ့အုံနောက်ရဲ့ငိုပီးစားစိတ်ကိုကျွန်တော်တို့ရဲ့အတိစိတ်လို့ခေါ်ရဲခုနပြောရဲစိတ်လေးဖြတ်လိုက်ရင်တော့ငါကပူနေလို့ကောင်းလာမယ်ဖက်ရှင်လမ်းကြောင်းပူပြီးတော့အဆင်ပြေလာမယ်ဒါတွေကိုအုံနောက်ကမယူဘဲနဲ့နောက်ခုနပြောရဲရေရှည်မှဖြစ်လာမယ်အကြောင်းရင်းတွေကိုအုံနောက်ကလက်မခံနိုင်ဘူးအဲ့ဒီအစားကျွန်တော်တို့ရဲ့တီးစိတ်ကမနိုင်ဘူးပေါ့ဗျာခုနပြောရဲဘီဇစိတ်ကိုကျွန်တော်တို့ရဲ့တီးစိတ်ကျွန်တော်တို့ရဲ့ educated mind က မနိုင်တဲ့အခါကျတော့ခုနပြောသလိုပဲဆလီဖြတ်တဲ့သူနောက်ဆုံးဆလီပြန်တောက်တယ်ဥမာဂျင်းသွားတယ်ပေါ့ကိုလေးချင်းရှော့တယ်ကိုလေးချင်းရှော့တယ်ဆိုတော့ကိစ္စကရေရှည်မှာကောင်းတယ်ကျမတို့ကောင်းတယ်ဗာညာဖြစ်တယ်ဒါပေမဲ့ကိုလေးချင်းရှော့ဖို့တော့မလုပ်ရအောင်ဂျင်းသွားရမယ်ကိုရီလက်တွေနောင်လေးချင်းကနေလောက်ရမယ်လေးချင်းကနေလောက်ရမယ်ပြီးတဲ့သူပြေးရမယ်စသဖြင့်ကိုလက်တွေနာမယ်နှလုံးခုန်ညံမယ်အစာတောက်စားတောက်ကိုကျွန်တော်ရှော့ရမယ်ကျမိုင်နေညညွတ်တဲ့အစာတောက်တွေကတိတ်ပြီးစားလို့မကောင်းသီးရွက်တွေညံ့ညံ့စားရမယ်စပြင်းထမင်းကိုရှော့ရမယ်ဒီလိုမျိုးတွေလောက်ရမယ်ဆိုရင်ခန္ဓာကိုယ်ပြကြိုက်ဘူး ဒီစားတော့ကျင်ကမကြိုက်ဘူးအသေးရွက်တွေကမကြိုက်ချင်မကြိုက်ဘူးဂျင်းသွားရင်နာရဲမနဲ့စိုးရီထားရဲအေးရဲပူရဲစသဖြင့်အုံနောက်ကမျိုးစုံချက်ပြရဲအချက်ပြရတော့ကျွန်တော်တို့တဖြည်းဖြည်းနဲ့မနိုင်တော့ဘဲနဲ့ဂျင်လည်းမရောက်ဖြစ်တော့စားတော့လဲဟိုပြောင်းပြီးမစားဖြစ်တော့အဲ့တော့ကျွန်တော်တို့ရဲ့ weight short နေပြဿနာလည်းအဲ weight short နေကိစ္စလည်းမပြေလည်ပါအဲ့လိုပဲစာဖက်တွေဆိုတာလေဒီလိုပုံစံပဲစာဖက်တွေဆိုပိုကောင်းမှုအတွက်အုံနောက်ကိုဖွံ့ဖြိုးမှုအတွက်အာဟာရကျွေးမွေးကျွေးမွေးနေတာလို့ဘယ်လိုပဲကျွန်တော်တို့သိစိတ်ကပြောပြော ဟိုစားဖက်တယ်ဆိုပြင်းစရာကြီးဒီလိုပြင်းစရာအခြေအနေကြီးကိုငါတို့ကြော်ဖြတ်ရမှာလူတွေခံစားနိုင်အဲ့အတွက်ကြောင့်မလို့ဘာပဲလုံးလုံးအုံနှောက်ကနေစန့်ကျင်တဲ့အတွက်ကြောင့်အုံနှောက်ကအပြောင်းလဲကိုစန့်ကျင်တဲ့အတွက်ကြောင့်မလို့မအောင်မြင်ကြအောင်အဲ့တော့ဘာလို့မအောင်မြင်လဲဆိုတဲ့အကြောင်းကိုသိပြီဘာဖြစ်လို့လဲအုံနှောက်ကตายပျော်ရွှင်စရာတွေပဲလိုချင်တယ်ခံစားရမှုတွေမလိုချင်ဘူးကျွန်တော်တို့လုပ်တဲ့အပြောင်းလဲတိုင်းကตายပျော်ရွှင်စရာမကောင်းဘူးရေရှည်မှာตายပျော်ရွှင်စရာကောင်းလာပေမဲ့လက်တွေ့မှာလက်ရှိ အခြေအနေမှာတော့လက်တလောအခြေအနေမှာတော့သူကခံစားရမှုကပုံများတယ်ဆီလီတောက်တယ်ဆိုလဲချင်းချင်းတက်တာဟိုဂျင်းသွားတယ်ဆိုလဲခုနကပြဲကြွက်သားတွေနာကျင်တာစားတောက်ကိုစားကျင်တာမစားရတာစားဖက်တယ်ဆိုလဲပြင်းစရာကောင်းတယ်စားဖြစ်ဒီလိုအရာတွေခံစားရတဲ့ခါကျတော့ဦးနောက်ကမခံစားနိုင်ဘူးအဲ့တော့ရေရှည်ပြောင်းလဲတယ်ဆက်မဖြစ်လာအောင်လို့ဦးနောက်ကတာစီတယ်ဒါကြောင့်မလို့ကျွန်တော်တို့ပြောင်းလဲကောင်းမွန်တဲ့ပြောင်းလဲတွေလုပ်မယ်လို့ကြိုးစားတဲ့အချိန်တိုင်းမှာမအောင်မြင်ရခြင်းอ่ะဒါကြောင့်နော် ဟုတ်ပြီ ဒီဟာကိုဘယ်လိုကြော်ဖြတ်မလဲပေါ့ဒီဟာကိုကြော်ဖြတ်တဲ့နည်းရှိတယ်ဂျပန်နေမှာအဲ့နည်းရှိတယ်ကျွန်တော်လည်းအဲ့နည်းကိုကျင့်သုံးတဲ့အခါတော်တော်လေးကိုအဆင်ပြေလာတယ်အဲ့နည်းကကိုင်ဆန်နည်းလို့ခေါ်ပါတယ်ကိုင်ဆန်ဆိုတာကအတူကောက်ပြောရရင်တော့ရှင်းရှင်းလေးအုံနောက်ကလက်ခံနိုင်လောက်တဲ့ပမာဏအတွင်းမှာပြောင်းလဲတာပဲအုံနောက်ကလက်ခံနိုင်လောက်တဲ့ပမာဏအုံနောက်အော်ဒလောက်ဆိုရင်တော့တိမ်ဆိုးလာပါဦးလေဒီလောက်ကတော့ငါလက်ခံနိုင်မှာလေဆိုရဲပမာဏလောက်အတွင်းပြောင်းလဲမှုကိုကျွန်တော်ကိုင်ဆန်နည်းလို့ခေါ်တယ်ကျွန်တော်ဒီမှာဥပမာပြလိုက်ရှင်းသွားလိုက် ထမင်းရမ်းစားနေတဲ့သူတစ်ချိန်လုံးထမင်းစားနေတဲ့သူကထမင်းကကျမ်းမိုင်နဲ့မညီညွတ်ဘူးစီချိုကိုတက်စေတယ်မင်းကိုဝါစေတယ်လို့ပြောလဲသူကထမင်းအများကြီးစားနေတာကိုမလျှော့နိုင်တခါလဲရှော့ဖို့ကြိုးစားတချို့တွေကထမင်းကတစ်လုံးစားရဲဆိုရင်တစ်ဝက်ပဲရှော့မယ်တစ်ဝက်ပဲစားမယ်ဒါမှမဟုတ်လုံးဝမစားတော့ပဲလုပ်မယ်ဒီလိုမျိုးဖြစ်တဲ့ခါကျရင်အုံနောက်ကအဲ့ဒါလက်မခံခုနပြောခဲ့ရနော်အုံနောက်ကပြောင်းလဲခြင်းကိုမလိုချင်ဘူးပြောင်းလဲမှုမှန်သမျှက အုံနောက်အတွက်ပင်ပန်းစေတယ်ရုပ်ကိုပင်ပန်းစေတယ်စိတ်ကိုပင်ပန်းစေတယ်ဒီအတွက်ကြောင့်မလို့ရေရှည်မှာကောင်းမယ်ဆိုရဲတိစိတ်ကဘလူပဲပြောပြောအုံနောက်ကပင်ပန်းစေတဲ့အရာတွေမကြိုက်ဘူးအဲ့တော့သမင်းကိုရှော့စားမယ်ဆိုရင်လည်းကိုကတလုံးလောက်ရှော့စားလိုက်တဲ့အချိန်မှာအုံနောက်ကဘာဖြစ်ဟာအရင်စားကျင်နေပြီအာအရင်တော့စားတဲ့ပုံစံမျိုးလေးပဲစားကျင်နေအဲ့ဒါမှဘိုက်ပြေတာဘာမှမထူးပါဘူးစသဖြင့်ဒီဟာကို reason တွေပြန်ပေးတဲ့သမင်းလေးမင်းတလောက်စားလိုက်တာနဲ့တော့ဘာမှမဖြစ်ပါဘူးစသဖြင့်ကိုကိုကို reason ပြန်ပေးတဲ့အကြောင်းအရာတွေအုံနောက်ကသက်တိုက်ထုတ်တဲ့အခါကျတော့သမင်းရှော့စားဖို့စူးစမ်းတယ်မအောင်မြင်ဘူး ဒါကိုဖြည့်ရှင်းဖို့အတွက်ကျွန်တော်တို့ဖြည့်ဖြည့်ချင်းကိုပြောင်းလဲတဲ့ကိုင်းစံနီးကိုအသုံးမယ်ဆိုရင်တော့ရပါတယ်ကျွန်တော်သုံးတဲ့နီးကိုကျွန်တော်ပြပြအရင်တော့ကကျွန်တော်ဘီယာရမ်းတောက်တယ်နောက်တစ်ခါအထိုင်ရမ်းများတယ်လုံးဝလှုပ်ရှားမှုမရှိသလောက်ပဲထမင်းရမ်းစားတယ်အသီးရွက်နဲ့အသီးရွက်တိတ်ပြီးမစားအောင်နော်လှုပ်ရှားမှုတိတ်မရှိဘူးပေါ့ဂျင်းနေပိုင်းမတော်အောင်နော်ဒီလိုမျိုးကျွန်တော်ရှိဟုတ်ပြီ ဒါကိုပြောင်းလဲရမယ်လို့စ조사တဲ့ခါမှာကျွန်တော်ခုနပြောသလိုဂျင်းကိုသွားတာကျွန်တော်အချိန်ချင်းခက်ခါသွားတယ်လုံးဝမအောင်မြင်ဘူးသွားလိုက်ပြက်လိုက်သွားလိုက်ပြက်လိုက်နဲ့၄နှစ်လောက်အတွင်းမှာဂျင်းကမအောင်မြင်ခဲ့ဘူးပေါ့ထမင်း short စားဖို့조사တယ်စားလိုက်မစားလိုက်စားတဲ့ခါကျရင်အရန်စားတယ်ဘာမှမထူဘီယာတွေပါတအားတောက်တယ်ဘာမှမထူအထိုင်များတယ်လေ့ကျင့်ခန်းလုပ်ဖို့조사တယ်နောက်ဆုံးဒီအတိုင်းပဲတုံရင်တုံရင်ပဲပြန်သွားတယ်ဘာမှမထူအဲ့ဒါနဲ့ကျွန်တော်ကိုင်းစံနီးကိုစပြီးတော့ apply လုပ်တယ်ကိုင်းစံနီးဆိုတာဥမာထမင်းစားနေတယ် ထမင်းလုံးဝမစားထမင်းရမ်းစားနေတဲ့သူထမင်းလုံးဝမစားပါနဲ့လို့ဘယ်လိုမှပြောလို့မရဆဲလေးရမ်းတောက်နေတနေ့ကိုဆဲလေးဆဲလေးလောက်တောက်နေတဲ့သူခင်ဗျာဆဲလေးလုံးဝဖျက်လိုက်ပါဘယ်လိုမှခင်ဗျားတော့မကောင်းပါဘူးလို့ဘယ်လိုမှပြောလို့မရအဲ့လူကထမင်းစားလေးပြတ်မှာမဟုတ်ဘူးဆဲလေးအတောက်လည်းပြတ်မှာမဟုတ်ဘူးဒါဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်မလဲဖြည်းဖြည်းချင်းပြောင်းတဲ့မျိုးကိုသုံးမယ်ထမင်းရမ်းစားနေထမင်းတစ်လုံးစားထမင်းတစ်ပကံလုံးကောင်စားတယ်ဟုတ်ပြီကျွန်တော်လုတ်စေချင်တာရှင်းရှင်းလေးထမင်းစားရင်စားရင်နောက်ဆုံးတစ်လုံးနှစ်လုံးကြံတဲ့အချိန်မှာရက်လိုက်ဘိုက်ပြအောင်စားရတယ် ငကိုစားနေကြပမာဏကဒီမှာပကံလုံးတစ်လုံးစားရဲဆိုတော့အဲ့ပကံလုံးတစ်လုံးစားလိုက်စားနေနေမှာနောက်ဆုံးလက်ကျန်တစ်လုံးနှလုံးလောက်မှကျန်ပြီဆိုရင်တော့ရက်လိုက်တော့နှလုံးလောက်ရှော့စားလိုက်တာကခနာကိုအတွက်ဘာမှမသိတာအဲ့လိုမျိုးခနာကိုမသိတာပဲအခနာကိုမသိတာဘူးအုံနောက်ကလည်းမသိဘူးအပြောင်းလဲလှုပ်လိုက်တယ်ဆိုတာမသိဘူးထမင်းကစားနေလက်စားပဲဟိုအဲ့တော့ထမင်းတော့စားနေရတယ်ဒါပေမဲ့ငကိုရှော့ငကိုစားနေတာထက်နှလုံးရှော့စားလိုက်တဲ့အချိန်မှာ ဟုတ်တော့ကမသိဘူးမသိတော့ trigger မဖြစ်ဘူးအဲ့တော့အပြောင်းလဲသူက send messenger အဲ့လိုနဲ့တပတ်လောက်ကျွန်တော်တို့ကြာတဲ့အခါမှာထမင်းနှလုံး short စားတဲ့ဟာကအချင်းဖြစ်သွားတယ်ထမင်းနှလုံး short စားတာကကျွန်တော်တို့ရဲ့ပုံစံအစ်စ်ဖြစ်လာတယ်ဟောအဲ့ဒီခါကြတော့မှတခါနောက်ထပ်ပထမနှလုံး short ထားတဲ့ထမင်းကိုပဲနောက်တစ်ခေါက်ထပ်ပြီးတော့တပတ်နှစ်ပတ်လောက်နှလုံးပဲထပ်ပြီး short ပြီးစားလိုက်မသိတာပြန်အဲ့တော့အုံတော့ကဆက်ပြမတအောင်အဲ့တော့ဒီလိုနဲ့ဆိုရင်ကျွန်တော်အချိန်တော့အကြာကြီးယူရတယ်ဥမာ ။ခမင်းရှော့စားဖို့အတွက်ကျွန်တော်နှစ်လ၃လလောက်အချိန်ယူရတယ်။ကျွန်တော်ဆိုတစ်နှစ်လောက်အချိန်ယူရတယ်။တစ်ပြေးချင်းပြေးချင်းတစ်ပြေးပြေးချင်းပထမတလုတ်ချန်တယ်။တလုတ်ချန်တယ်။တလုတ်အများရန်ချန်တယ်။အဲ့ဒါကနေပြီးတော့နည်းနည်းရှော့ထည့်တယ်။တလုတ်ချန်တယ်။နည်းနည်းရှော့ထည့်တယ်။တလုတ်ချန်တယ်။တစ်ပြေးပြေးတစ်ပြေးပြေးနဲ့ကျွန်တော်ခုတမင်းနည်းနည်းပဲစားရတယ်။နည်းနည်းစားရတယ်ကျွန်တော်ပြေးသွား။ဒါကဥပမာတစ်ခုအနေနဲ့ပြောတာ။ကိုစားနေတဲ့အစားအသောက်တစ်ခုကိုတော့မှရှော့မယ်ဆိုရင်ခုနပြောတဲ့နီလန်းနဲ့ကျွန်တော်တပြေးပြေးချင်းရှော့ပါလိုက်ရတယ်။ဆဲလိအရန်တောက်နေတယ်။တနေ့ကိုဆဲလိတောက်နေတယ်။ကျွန်တော်ကနေပြောဟဲ့မင်းလုံးဝမတောက်နဲ့ဘလို့မှမရ စလစ်တောက်နေတဲ့သူတွေအကုန်လုံးကသူတို့စလစ်တောက်ရင်စလစ်တောက်တာကြောင့်ဖြစ်တဲ့ဆိုးကျိုးတွေမသိလို့မဟုတ်ဘူးတိရက်နဲ့တောက်နေကြတာအဲ့လူတွေအုံနောက်သူတို့အုံနောက်ကမဖြတ်ခိုင်းလို့ဖြတ်လို့မရဘူးဖြစ်နေအဲ့ဒါဘယ်လိုလုပ်လဲစလစ်တောက်နေတဲ့သူကိုအုံနောက်စလစ်မကောင်းကြောင်းနဲ့ပြောပြီးဖြတ်ခိုင်းလို့မရကျွန်တော်ပြောတာရှင်းရှင်းလေးဒီနေ့ကစပြီးတော့စလစ်တောက်နေတာကိုလေးတလေးပဲ short တောက်ကြည့်ကိုလေးတောက်နေရတယ်တလေးပဲ short လိုက်တာကသူအုံနောက်အတွက်အရန်ပြင်းထန်တဲ့ response မလာသေးရမလာတော့အဲ့ဟုတ်ပြီတပတ်လောက်စလစ်ကိုလေးပြတ်တော့ ရှေ့တစ်ဘက်ကနေစပြီးတော့နောက်ထပ်တလေးထပ်လျှော့လိုက်၈လိမ့်တရှေ့တစ်ဘက်ကနေစပြီးတော့နောက်ထပ်တလေးထပ်လျှော့လိုက်9လိမ့်တ6လိမ့်တ5လိမ့်တ3လိမ့်4လိမ့်3လိမ့်အဲအဲ့လိုမျိုး4 3 2 1နဲ့တဖြည်းဖြည်းနဲ့ရမ်းလျော့သွားပြီးနောက်ဆုံးမှာဆေးလေးပြက်သွားတာမျိုးဖြစ်နိုင်တယ်။စာဖက်ချင်တယ်စာဖက်ချင်တယ်မလားဟုတ်ပြီစောက်တုံလုံးမှာတလောက်စောက်တုံဖက်မယ်ဆိုပြီးအဲ့လိုမျိုးကြီးမလုပ်နဲ့အဲ့ဒါဆိုရင်မအောင်မြင်ဖို့များတယ်ဘာလို့ပြင်းစရာကောင်းလဲဟိုကိုကပြဟိုပေါ့ဟိုတာဝန်ကြီးတစ်ခုလို့လိုက်လုံနေရတယ်ဒါဆိုရင်ပြင်းစရာကောင်းပါလိမ့်မယ်ဒါဆိုရင်အဆင်ပြေမှာမဟုတ်အဲ့တော့ဟုတ်ပြီ စာဖက်ချင်တယ်မလားတနေ့ကိုစာမျက်နှာနှစ်မျက်နှာပဲဖက်နော်နှစ်မျက်နှာဖက်တော်ပြီလောက်ဖက်ပြီးတော်ပြီအာငါတို့ဒီနေ့အရန်ဖက်ချင်လို့တအားဖက်ချင်တယ်မလုံးနဲ့ကျွန်တော်ပြောပြမယ်နော်ခုနပြောစလီတောက်တာတို့ထမင်းလျှော့စားတာကိုလေးချင်းဂျင်းသွားတာတို့ပါစသဖြင့်အပြောင်းလဲကိုလုံးမယ်ဆိုတဲ့အချိန်တိုင်းမှာနည်းနည်းချင်းစီလုံးမအောင်မြင်နိုင်မယ်လို့ကျွန်တော်ပြောခဲ့တယ်မလားတချို့ကြတော့လေအရန်ဆတ်လုတ်တဲ့အချိန်မှာအရန် motivated ဖြစ်တယ်အရန်လုတ်ချင်တဲ့ခါကျတော့အာငါတို့ထမင်းတွေအများကြီးတစ်ခါတည်း short ဆားပလိုက်မယ်ငါတို့ဆီလီတွေတစ်ခါတည်းဖြတ်ချပလိုက်မယ်ငါတို့ဖောက်တွေအများကြီးဖြတ်ချပလိုက်မယ် အဲ့လိုမျိုးလုပ်ရင်မအောင်မြင်နိုင်အဲ့လိုမျိုးလုပ်ပြီဆိုတာနဲ့ကျွန်တော်တို့အုံနောက်က trigger ဖြစ်တယ်ချက်ချင်းလှမ်းတားတယ်မင်းအဲ့လိုမလုပ်နဲ့ငါမခံစားနိုင်ဘူးရုပ်ကောစိတ်ရောပင်ပန်းနေအရင်တိုင်းမင်းနေအဲ့တော့မခံစားနိုင်တော့အရင်တိုင်းမင်းပြန်ဖြစ်သွားအဲ့ကျွန်တော်တို့လုပ်ရမယ့်ကိစ္စကဘလောက်ပဲ motivation ရှိရှိဖြည်းဖြည်းမှန်မှန်နဲ့တိတိချာချာလေးအဲ့တော့ဖြည်းဖြည်းသွားမယ်နည်းနည်းသွားမယ်ဒါပေမဲ့မှန်မှန်သွားမယ်အဓိကဒီနည်းရဲ့အဓိကလိုအပ်ချက်ကဖြည်းဖြည်းနဲ့မှန်မှန်သွားတာ ဖြည်းဖြည်းမှန်မှန်သွားလဲနောက်ဆုံးခီးရာရောက်နိုင်တာပဲเนาะအဲ့တော့ကိုင်းစံနီလန်ခုနကပြောတဲ့ကိစ္စအားလုံးပြန်ပြီးချုပ်ရမယ်ဆိုရင်တော့ကျွန်တော်တို့တွေကောင်းမွန်တဲ့အပြောင်းလဲတွေလုပ်တဲ့အချိန်တိုင်းမှာမအောင်မြင်ကြတာကကျွန်တော်တို့အုံနောက်ကစန့်ကျင်နေလို့အပြောင်းလဲကိုမလိုချင်ကျွန်တော်တို့အုံနောက်ကအပြောင်းလဲကိုမလိုချင်ဘူး ြောင်းလဲဖြစ်မဲ့ကိစ္စတိုင်းကိုသူကစန့်ကျင်တယ်။အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကကောင်းတဲ့ကိစ္စတွေကိုပဲလှုပ်လို့မကောင်းတဲ့အရာတွေကိုပဲ short short ဘုံတော့ကလက်သိမခံဘူးတားမြစ်တယ်။ငကိုအတိုင်းပဲဒုံရင်ဒုံရင်ပြန်ဖြစ်သွားတတ်တယ်။အုံနောက်ကိုကျွန်တော် trick လုပ်ရတယ်လှည့်စားရတယ်ပေါ့ကျွန်တော်တို့အုံနောက်ကိုလှည့်စားပြီးတော့မှကျွန်တော်တို့လိုချင်တဲ့အပြောင်းလဲကိုယူလုပ်ယူရတယ်အဲ့ဒီအတွက်ကြောင့်နည်းနည်းချင်းစီနဲ့မတိမတာလေးအုံနောက်ကိုလှည့်လှည့်စားရတယ် မင်းရန်စားနေတလုံးလျှော့စားကြည့်တပတ်လောက်တလုံးလျှော့စားကြည့်နောက်တစ်ပတ်နှလုံးလျှော့စားကြည့်နောက်တစ်ပတ်သုံးလုံးလျှော့ခိုက်တဖြည်းဖြည်းတဖြည်းဖြည်းနဲ့သမင်းရန်နေရနေသွားမယ်တဘောကပြောချင်တဲ့တဘောက၄၅၆လလောက်ကြာတဲ့အချိန်မှာအဲ့သမင်းရန်ငကိုစားနေတဲ့တဝက်လောက်ကိုလျှော့သွားမှကျင်းသေးတယ်ဟုတ်တယ်မလားဒါဆိုရင်မတိမတာနဲ့သမင်းတဝက်လျော့စားပါအဲ့လိုပဲဆဲလေးတောက်နေပထမတစ်ပတ်ဆဲလေးတောက်တယ်မလား၉လေးပဲတောက်နောက်တစ်ပတ်၈လေးပဲတောက် တလိချင်းတီလျှော့သွားတာဖြစ်တဲ့အတွက်ကြောင့်မသိတာဘူးဆီလီကာတော့ဆက်တောက်နေတော့မယ်အုံနောက်ကထရစ်ကမဖြစ်ဘူးအဲ့တော့ကိုသတိရမိတဲ့အချိန်မှာငကူကဆီလီဆယ်လေးတောက်တယ်ခု၃လေးလေးပဲတောက်တော့တယ်ဖီဖီနဲ့အိတ်ထက်ရော့သွားဖို့ပဲရှိတော့တယ်ကိုကိုကိုနိုင်ပြီဆိုတာသိတယ်ကိုစိတ်ကိုအော်ဒီနီလန်အလုတ်တကယ်ဖြစ်ပါလားဆိုတာသိသွားပြီဆိုရင်ပြောင်းလဲဆက်ဖြစ်လိမ့်မယ်အဲ့ခါကျရင်ကိုကလည်းလိုက်ပြီးလှုပ်ချင်လေးပေါ်သွားတယ်ဒီဟာရဲ့တက်ရောက်မှုလေကျွန်တော်တေချာမြင်တွေ့ရတဲ့အချိန်မှာလှုပ်ချင်စိတ်တအားရှိသွားပြီးတော့နောက်ပိုင်းမှာကျတော့ပြောင်းလဲဆက်ပြီးဖြစ်သွားတယ်ကျွန်တော်အခု ခုနအရင်တော့ပြောတာနဲ့လုံးဝကွဲပြားသွားပြီတလောက်ဆောက်တော့ကျွန်တော်အမြဲတမ်းဖတ်ပြီးဖတ်ဖတ်ဖြစ်တယ်ကြိုက်တဲ့စာကိုဖတ်တယ်ကျွန်တော်ကတော့ယတ္တရောဘူတ္တရော motivation စာစသဖြင့်ပေါ့စာအုပ်တွေအကုန်လုံးကျွန်တော်အဆင်ပြေတယ်တလောက်ဆောက်တော့ဖတ်တယ်ဂျင်ကိုတစ်ပတ်ကို၄ရက်သွားတယ်တနေ့ကိုခြေလန်းတစ်တောင်းလျှောက်တယ်တနေ့ကိုထမင်းတနေ့ကိုထမင်းတစ်လုံးထပ်ပို့ပြီးတော့စားဦးเนาะစစ်လီမတော့ပီယာကိုတစ်ပတ်ကိုတစ်ချိန်နှစ်ချိန်တက်ပို့ပြီးတော့မတော့ ဒီလိုမျိုးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ခန္ဓာကိုယ်ကပိုပြီးတော့ကျန်းမာလာတယ်။တဘောကကျွန်တော်လှုပ်ချင်တဲ့အပြောင်းလဲတွေကိုခုနပြောတဲ့နည်းနဲ့ပဲလှုပ်ခဲ့တာ။ကျွန်တော်ကိုယ်ကလည်းဆက်ဆက်ချင်းမှာမှာဝုံတိုင်းခြေချလန်းတပေါင်းလျှောက်ထမင်းတွေလျှောက်စားအဲ့လိုမျိုးကျွန်တော်လည်းမလှုပ်နိုင်ဘူး။ဒီအပြောင်းလဲကိုလှုပ်ဖို့အတွက်ကျွန်တော်နှစ်နှစ်သုံးနှစ်လောက်တစ်ဖြည်းဖြည်းချင်းတစ်ဖြည်းဖြည်းချင်းတစ်ဖြည်းဖြည်းချင်းအဖြစ်အချိန်ယူခဲ့တာမှာအခုချိန်မှာဆိုရင်ကျွန်တော်လိုချင်တဲ့အပြောင်းလဲကိုရပြီ။ထမင်းခုနပြောတဲ့ဟိုခြေလန်းတပေါင်းလျှောက်တာတွေထမင်းလျှောက်စားတာတွေဘာတွေကကျွန်တော်အတွက်နေ့စဉ်ဘဝတွေကလှုပ်နေကြလှုပ်တည်ဖြစ်လာတဲ့အတွက်ကြောင့်မလို့မပင်လည်းမပင်မှန်းတော့ဘူး။ အမြင်နဲ့လည်းလှုပ်ဖြစ်သွားတယ်ခန္ဓာကိုယ်ကျန်းမာတယ်စိတ်ပိုင်းဆိုင်ကျန်းမာတယ်ကိုလိုချင်တဲ့အပြောင်းအလဲကိုရရှိတယ်အဲ့တော့ပြောင်းလဲကိုလုံနေတယ်ဒါပေမဲ့အမြင်နဲ့ fail ရဲဆိုတဲ့သူတွေအုံနောက်ကစန့်ကျင်တားမြင့်နေလို့ပါไกด์ฟันนี่ကိုသုံးပါဖြည်းဖြည်းချင်းပြောင်းလဲကြည့်ကြည့်ပါကိုမတိမတာလေးအုံနောက်ကိုမတိမတာလေး trick လောက်ွားရဲအုံနောက်ကိုလှည့်စားွားရဲဆိုရင်တစ်ချိန်မှာကိုလိုချင်တဲ့ရလက်ကိုချိန်သေးရလိမ့်မယ်အရန်မလောနဲ့အရန်ဟိုတားမလောနဲ့အရန်စိတ်အားထက်သန်ပြီးတော့ငါတို့ခုံပြန်ကြော်လွှားမလုံနဲ့ ဖြည်းဖြည်းလုပ်အရေးကြီးတာမှန်မှန်လုပ်ဖို့လိုတယ်ဖြည်းဖြည်းမှန်မှန်လေးပြောင်းလဲဝိုင်းရင်ကိုလိုချင်တဲ့အပြောင်းလဲကိုဘလို့ပဲဖြစ်ဖြစ်ကျင်းသေးရစေရမယ်ဆိုတာကျွန်တော်အမှတ်ခက်တယ်ကြီးပဲအတွက်ကျေးဇူးများတင်ပါတယ်